တနင်္ဂနွေနေ့မွေးသူအလုံးမင်္ဂလာပါ2025 April 22ရက်နေ့ကနေ April 30ရက်နေ့အကြောတွင်ဟာရာရာသတိနဲ့ရှင်ပြီးတော့လုပ်ရမယ်ဒီကာလအတွင်းရှင်းနှီးမြုပ်နှံမှုအကြီးစားတွေလုပ်ရမလို့သိဘူးလုံတဲ့ဆလုပ်ငန်းတွေကိုထိမ့်ပြီးလုပ်ရမယ်လုပ်ငန်းတွေရပ်ပြီးတော့အစ်စ်ကိုစားမယ်ဘဝအစ်စ်တစ်ခုကိုစတင်ရောက်ဖို့ပြတ်တန်းချက်ရောက်နေတယ် ီမန်းချက်တွေကိုလက်တွေ့ကောင်းထဲပေါ်ဖို့အတွက်စတင်ပြီးတော့အုံမြင့်တရားမဲ့ကာလသဘောမျိုးပဲဒီနေရာမှာရံများခြင်းတိုက်ခတ်များခြင်းနှောက်ယှက်ကြတဲ့ကထိုးပေါက်ပြီးတော့တွတ်တဲ့ရခြင်းတွေကိုဖဏိယာလေးပဲစောက်ချန်နေပွေးသူအလုံးမင်္ဂလာပါ2025ခုနှစ်ဧပြီလ22ရက်နေ့ကနေ30ရက်နေ့အတောအတွင်းဟာဘဝရည်မှန်းချက်တွေကိုလက်တွေ့ကောင်းထဲပေါ်၍ကောင်းသောကျေးဇူးနဲ့တိုးတက်မှုတွေကိုဖန်တီးနိုင်တဲ့ ရှင်းဆွဲနေတာနဲ့ကံမြင့်တဲ့နေသားကိုကူပြောင်းပြီးတော့ဘဝရည်မှန်းချက်နဲ့လိုလားချက်တို့ရဲ့ကောင်းသောအကျိုးဆက်နဲ့တိုးတက်မှုတွေကိုရအောင်ဆွေးနွေးနိုင်တဲ့နေသားတိုးတက်အောင်ဖန်တီးနိုင်တဲ့ကံကြမ္မာကွင်လန်းရည်မှန်းချက်တွေကိုဆွေးနွေးနိုင်တဲ့အခြေအနေရရရဲ့အကျိုးပေးမှုရရရကိုဒီချိန်မှာရပိုင်ခွင့်ရရှိပြီးတော့တိုးတက်မှုရဲ့နေသားတာကိုစနစ်တကျကြုံတွေ့ရလိမ့်မယ်။၂၀နှစ်နေမှာမိန်ကောင်းဆွေကောင်းထောက်ကူရမယ်ဘဝတိုးတက်မယ်ဒနာသိတိနက္ခတ်စမ်းရှင်တဲ့နေဖြစ်တဲ့အဲ့ဒီနေ့မှာ ပိုက်ဆံကြွေစည်တစည်းကိုမွေးနှံသာပဲပြန်ပြီးလူနဲ့ဆောင်မှာ23ရက်နေ့မှာရှင်ပြိုင်မှုမှန်သမျှအောင်မြင်ခြင်းခက်ခဲကြုံလွန်ခြင်းဘဝတိုးတက်ခြင်းကိုကြုံမယ်24ရက်နေ့မှာရန်တိုက်ခင်နေနဲ့ရှင်ပြီးတော့မယ်စေတနာဝေဒနာဖြစ်တတ်တယ်စိတ်ရှင်လိုက်ရင်တော့ဆင်းပြေမယ်25ရက်နေ့မှာမိကောင်းဆွေကောင်းထောက်ကူရခြင်းဘဝတိုးတက်ခြင်းကြုံမယ်26ရက်နေ့ခရီးကံကောင်းမယ်ပြောင်းလဲရှိမယ်လိုရာပြည့်စုံမယ်28ရက်နေ့ငွေကြေးလက်ပွင့်ခြင်းကံပွင့်ခြင်းအလိုပြည့်စုံခြင်းကိုကြုံမယ် အဲ့ဒီနေ့မှာနဂဘောရဲ့နဲ့တိုက်ဆိုင်တာတော့ဂယူဆက်ရမယ်သွာလာနေတိုင်းသတိထားမှာပေါ့အနောက်တော်ရက်ကိုတည်သွားစေနေရှိတတ်တယ်မနေ့9နိုင်နေ10နိုင်ခွဲတင်သွာလာဂယူဆက်ရမယ်29ရက်နေ့မှာတော့ဆုံးဖြတ်ချက်မှန်မယ်ဘရားရဆင်ပြေမယ်တွတ်တယ်မယ်30ရက်နေ့ကဆုံးဖြတ်ချက်မှန်ခြင်းအတိုက်ခံအလုံးကိုကြော်ပြီးတော့ဘဝတွတ်တယ်မှုကံကိုဖန်တီးနိုင်ခြင်းနေရရှိပါလိမ့်မယ် တနင်္လာနေ့ငန်းနေ့ဗုဒ္ဓနေ့မွေးသူတွေကောင်းကျိုးပေးမယ်။တနင်္လာနေ့စနေနေ့မွေးသူတွေဒုက္ခပေးမယ်။တစ်လေးကိုကနံကျိုးပေးတဲ့အဝါလိမ်မောရွှေရောင်တို့ကိုတောင်းပြီးတော့အလို့ရှိရကိစ္စတွေဆောင်ရွက်နိုင်ပါလေ။အဝါရောင်ပန်းဝင်လေးတွေဖျားကတ်လူပူဇော်ပြီးတော့လူရဆန္ဒပြုပါထူးခြားစွာအောင်မြင်ခြင်းကျိုးပေးခြင်းများရရှိပါလိမ့်မယ်။ကျေးဇူးတင်ပါတယ်။စနေနေ့မွေးသူအားလုံးမင်္ဂလာပါ။ 2025 April 22ရက်နေ့ကနေ30ရက်နေ့အတောအတွင်းမှာဘဝရည်ရွယ်ချက်နဲ့ရည်မှန်းချက်တွေကိုလက်တွေ့ကောင်းတဲ့ပေါ်ပြီးတော့အစ်မြင့်တဲ့နေထားနဲ့တိုးတက်တဲ့ခြေနေတွေကိုရရှိနိုင်တဲ့ချက်ချင်းဆုံးဖြတ်ပြီးတော့ကိုလုံးလုံးတဲ့ကိစ္စတွေကကောင်းသောအကျိုးဆက်နဲ့တိုးတက်မှုတွေကိုရရှိနိုင်တဲ့ဝေးချေကံကောင်းခြင်းလက်ဖွင့်ခြင်းအလိုပြည့်စုံခြင်းတို့ရဲ့အနှစ်သာရကိုရမယ့်ကာလတစ်ခုဖြစ်တဲ့စူပေါင်းလုပ်ငန်းအကျိုးပေးမယ်မိကောင်းဆွေကောင်းအထောက်အကူရမယ် ချက်ချင်းဆုံးဖြတ်ပြီးရှေတိုလောကန်ကျင်းတို့ရဲ့ကောင်းသောဂျိုးဆက်နဲ့တိုးတက်မှုကံကြမ္မာတွေကိုဖန်တီးပိုင်ဆိုင်ခွင့်ရှိတဲ့ကာလအနေထားနဲ့အကျိုးပေးတဲ့ကံကြမ္မာရဲ့အနှစ်သာရကိုကြုံတွေ့ရမယ့်အနေထားရှိပါတယ်။ပေးချေကံကောင်းခြင်းကို20နှစ်နေမှကြုံမယ်။အဲ့ဒီနေ့မှာဒနာသိတိနဲ့ကဆန်းရှင်တဲ့နေ့ဖြစ်တဲ့အိမ်မှာရှိတဲ့ဖျားစင်မှာသပြေသုံးညွန့်တင်ပြီးလက်လာဘကောင်းမှုအတွက်ဆုတောင်းမှအနာဂတ်အတွက်ထူကြတဲ့ကံရပါမယ်။23ရက်နေ့မှာ အပြောင်းလဲနဲ့တိုးတက်ဖို့ရှိမယ်။ရန်တက်ခံတဲ့ရှင်ပြီးလောမယ်ပြီးမှဆင်ပြေမယ်။၂၄ရက်နေ့မှာမထင်မှတ်ပဲအမျိုးသမီးမိတ်ဆွေကြီးကဲဒုထာနေကူညီရမယ်။အမေနဲ့ပတ်သက်တဲ့ဆွေမျိုးသားချင်းမိတ်ဆွေထံကကောင်းခြင်းလဲရနိုင်တယ်။၂၅ရက်နေ့မှာခီးသွွားခြင်းကြိုးပြမယ်။အရာဝေးရကောင်းသောသတင်းစကားကြုံမယ်။အဲ့ဒီနေ့မှာအိမ်မက်မဲ့ရင်တွေးရင်ထေမှန်တတ်တယ်။၂၆ရက်နေ့ကတော့မထင်မှတ်ပဲအတိုက်ခံတဲ့ဂျုံပြီးမှဆင်ပြေမယ်။ရန်တိုက်ခံနေတဲ့ရှင်ပြီးမှလောက်ရမယ်။ ရပိုင်권ဟောင်းနေပြင်ရမယ်28ရက်နေ့မှာရင်းကြီးသူများနဲ့စကားများတတ်တဲ့ပဋိပက္ခပြရတဲ့တဲ့28ရက်နေ့စီးပွားကံကောင်းမဲ့လက်ပွေမဲ့ဒါပေမဲ့အဲ့ဒီဟာငကဘုံရက်နဲ့တိုက်ဆိုင်တဲ့နေ့ဖြစ်တော့အသွာလာကြည့်ဆန်းရမယ်အနောက်တောင်ရကုန်တီသွားစရာနေရှိတတ်တဲ့မနေ့9နိုင်နဲ့10နိုင်ခွဲအတွင်းအညံ့ရှိတယ်29ရက်နေ့မှာပြဿနာဟောင်းတစ်ခုဖြစ်ရှင်းနိုင်နေမယ်အရဝေးနဲ့ဆက်ဆက်ပြီးလောက်တာအကျိုးပေးမယ်30ရက်နေ့မှာတူတူကြကြကံကောင်းခြင်းနဲ့ အကျိုးပေးခြင်းအခက်အခဲအလုံးကိုကြော်လွှမ်းပြီးတော့လူဆန္ဒရှိသူတို့ကိုဆောင်ရွက်၍ကောင်းသောအကျိုးဆက်တွေကိုရရှိနိုင်မယ်လို့သတ်မှတ်တယ်။တနင်္လာနေ့အင်္ဂါနေ့ဗုဒ္ဓနေ့မွေးသူတွေ ကောင်းကျိုးပေးတယ်တနင်္ဂနွေတောက်ချန်နေ့မွေးသူများကြောင့်စိတ်နှောင့်ရှေဖြစ်တတ်တယ်။၃၆ရှင်းကနန်းနေ့အကျိုးပေးတယ်။အပြာရင့်ရောင်မိခိုးရောင်နှက်ပြောင်တို့ကိုဝိစာဆင်ရင်သုံးဆွဲပြီးတော့အလိုရှိရာကိစ္စများလုပ်ပါကောင်းခြင်းကံကြမ္မာများရစေရနေနိဗ္ဗာန်မှာရှိတဲ့ဘုန်းတော်ကြီးเจ้าမှာ စံလူဒါနပြုပေးပါကျေးဇူးတင်ပါတယ်သောက်ချာနေပွဲသူအလုံးမင်္ဂလာပါ2025ခုနှစ်ဧပြီလ22ရက်နေ့ကနေ30ရက်နေ့တော်တွင်ဟာဘဝရည်မှန်းချက်တွေကိုလက်တွေ့ကောင်းထည့်ဖို့၍ကောင်းသောကျိုးကျေးဇူးနဲ့တိုးတက်မှုတွေကိုဖန်တီးနိုင်တဲ့ရှင်းစွဲနေသားနဲ့ကံမြင့်တဲ့နေသားကိုကူပြောင်းပြီးတော့ဘဝရည်မှန်းချက်နဲ့လိုလားချက်တို့ရဲ့ကောင်းသောကျိုးဆက်နဲ့တိုးတက်မှုတွေကိုရအောင်ဆွဲနိုင်တဲ့နေသားတိုးတက်အောင်ဖန်တီးနိုင်တဲ့ကံကြမ္မာကွင်းလန်း ရှင်မန်းချက်သစ်တို့ကိုစောင်းရနိုင်တဲ့အခြေအနေရရရဲ့အကျိုးပေးမှုရရရကိုဒီချိန်မှာရပိုင်ခွင့်ရရှိပြီးတော့တိုးတက်မှုရဲ့နှစ်သာရကိုစနစ်တကျကြုံတွေ့ရလိမ့်မယ်။၂၀နှစ်နေမှာမိကောင်းဆွေကောင်းထောက်ကူရမယ်ဘဝတိုးတက်မယ်ဒနာသိတိနက္ခစမ်းရှင်တဲ့နေ့ဖြစ်တဲ့အဲ့ဒီနေ့မှာပိုက်ဆံကြွေစေတစေကိုမွေးနှံသာပြည့်ပြည့်ပြီးလူနဲ့ဆောင်မှာ၂၃ရက်နေ့မှာရှင်ပြိုင်မှုမှန်မြအောင်မြင်ခြင်းခက်ခဲကြုံလွှမ်းခြင်းဘဝတိုးတက်ခြင်းကိုကြုံမယ်၂၄ရက်နေ့မှာ ရန်တိုက်ခနေနဲ့ရှင်ပြီးတော့မယ်စေတနာဝေဒနာဖြစ်တတ်တယ်စိတ်ရှည်လိုက်ရင်တော့ဆင်းပြေးမယ်25ရက်နေ့မှာမိကောင်းဆွေကောင်းထောက်ခွေရခြင်းဘဝတိုးတက်ခြင်းကြောင့်မယ်26ရက်နေ့ခရီးကံကောင်းမယ်ပြောင်းလဲရှိမယ်လိုရာပြည့်စုံမယ်28ရက်နေ့ငွေကြေးလက်ပွင့်ခြင်းကံပွင့်ခြင်းအလိုပြည့်စုံခြင်းကိုကြောင်းမယ်အဲ့ဒီနေ့မှာတကဘောရဲ့နဲ့တိုက်ဆိုင်တာတော့ဂယူဆက်ရမယ်သွာလာနေတိုင်းသတိထားရမှာပေါ့အနောက်တော်ရောက်ကိုတည်သွားစေနေရှိတတ်တယ် မနေ့9နိုင်နဲ့10နိုင်ခွဲတင်သွားလာကြည့်ဆက်ရမယ်29ရက်နေ့မှာတော့ဆုံးဖြတ်ချက်မှန်မယ်အရာရာစင်ပြေမယ်တွတ်တယ်မယ်30ရက်နေ့ကဆုံးဖြတ်ချက်မှန်ခြင်းအတိုက်ခံအလုံးကိုကြောပြီးတော့ဘဝတွတ်တယ်မှုကံကိုဖန်တီးနိုင်ခြင်းနဲ့ရရှိပါလိမ့်မယ်တနင်္လာနေ့ငါနေ့ဗုဒ္ဓနေ့မွေးသူတွေကောင်းချုပ်ပေးမယ်တနင်္ဂနွေနေ့စနေနေ့မွေးသူတွေဒုက္ခပေးမယ်တလေကိုကနံကျိုးပြီးတဲ့အဝါလိမ္မော ူရောင်တို့ကိုတုံးပြီးတော့လှုပ်ရှားကိစ္စတွေဆောင်ရနိုင်ပါတယ်အဝါရောင်ပန်းဝင်လေးတွေဖျားကတ်လူပူဇော်ပြီးတော့လိုရာဆန္ဒပြုပါထူးခြားစွာအောင်မြင်ခြင်းကြိုးပမ်းခြင်းများရရှိပါလိမ့်မယ်ကျေးဇူးတင်ပါတယ်